မူရစ်စေဝါတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်ဒီအေအကျမ်းပတ်တောင်းကျမ်းသူများဦးစီးလောက်ပိုင်းနေတဲ့မူရစ်စေဝါတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်တောင်မကဒေသတွင်းနိုင်ငံများအတွက်ပါအန္တရာယ်တစ်ဖွဲ ဖြစ်ပေါ်လျက်ရှိပါတယ်အေအေတောင်းကျမ်းသူအဖွဲ့ကမူရစ်စေဝါနဲ့ ယက်တည်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အရင်ကလည်းပြောပြီးဖြစ်ပါတယ်။ခုလည်းအီအချမ်းဘက်တောင်ကျန်းသူအဖွဲ့ရဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ဖြန့်ဖြူးပြောင်းချမဲ့ငွေကျ195ဒသမ85ဘီလီယံတန်ဖိုးရှိတဲ့ ICE 3438ကီလိုဂရမ်နဲ့ကတမင်း2198ကီလိုဂရမ်တွေကိုပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်ကဖမ်းဆီးရမိခဲ့ပါတယ်။မိုးရေဆေးပါးတဲ့ချုံ ရောင်းချမှုနဲ့ဒီအကျမ်းဘက်တောင်းညာသူအဖွဲ့ရဲ့အကျမ်းဘက်အဖြတ်လောက်ရတီကိုမလိုလားတဲ့တာဝန်သိပြည်သူတို့ရဲ့သတင်းပေးချက်အရာဝီရစေဘာတွေကိုရှမ်းပြည်နယ်ဘက်ကနေအယမရန်ကုန်မြို့တစ်ဆင့်ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့အကြောင်းသိရှိရတဲ့အတွက်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်ဒီအတွက်ကြောင့်လဲကူးမြို့နယ်လဲကူးဖောင်ကြီးသွားကားလမ်းပေါ်မှာ ရင်မောင်းအောင်ခန့်ကျော်မောင်းနေပြီးရင်နောက်လိုက်ထက်ဝေဖြိုလိုက်ပါလာတဲ့ရင်ဘဝနေ ice 1439 kg တံပိုးငွေကျ35ထက်မှ6ခွန်ဘီလီယံဟန်စီရမီခဲ့ပါတယ်။ဟန်စီရမီတွေရဲ့ထွက်ဆိုကြရဲ့ငွေရေးစေပွားတည်ဆောင်မဲ့ကိစ္စကိုချိတ်ဆက်ပေးတဲ့သူတွေအပြင်ထပ်မံပြီးထန်းတပင်မျိုးနဲ့စီပင်သာကြီးရွာကဇော်လင်းနဲ့စောစင်မင်းဟန်တို့အိမ်မှာတူလောင်ထားတဲ့ ice 1999 kg တန်ဖိုးငွေကျ49.6ဘီလီယံကန်းနဲ့တရခဏင်းနဲ့အတူဖန်ဆီးရမိခဲ့ပါတယ်။ပုံကွာမြို့နယ်တမစိတ်တာချေးရွာနီးရကျော်နိုင်ရဲ့နေအိမ်ကိုတောင်ကနေကက်သမင်း1398 kg တန်ဖိုးငွေကျ109.6ဘီလီယံကန်းနဲ့မူရစေဘာသိဆောင်ပေးခဲ့တဲ့ရေမောင်းရေမောင်းအကူတွေနဲ့တဲဆောင်မှာအသုံးပြုခဲ့တဲ့မော်တော်ယာဉ်တွေကိုလည်းဖန်ဆီးရမိခဲ့ပါတယ်။ ဒီမူရစ်စေးပါတွေဟာရှမ်းပြည်နယ်တောင်ပိုင်းတိုင်းတွင်ခရိုင်ကျေးတိမြို့နယ်ဝမ်ဟိုင်းဒေသကမူရစ်စေးပါတွေဖြစ်ပြီးအေအေတောင်ကျန်းသူအဖွဲ့ရဲ့စီပွားရေးတာဝန်ခံတွေဖြစ်တဲ့ရဲစော်နဲ့ချင်းမင်းတို့ကဝမ်ဟိုင်းကနေတစ်ဆင့်ရမဲသိန်းရန်ကုန်နဲ့ရခိုင်ပြည်နယ်အာရိယမမလေးရှားနိုင်ငံအထိပင်လယ်ရေချောင်းကနေပို့ဆောင်ဖို့စီစဉ်ဆောင်ရွက်နေချိန်မှာအခုလိုဖန်စီရမိခဲ့တာဖြစ်ပါတယ်။အေအေအကြံဘက်တောင်ကျန်းသူအဖွဲ့များဟာ2013ခုနှစ်လောက်ကစပြီး ဝူရစေဘာတဲဆောင်ရောင်းချမှုတွေကိုနီလန်မျိုးစုံနဲ့လောက်ဆောင်နေတာဖြစ်ပါတယ်။ပုံပေါ်မှုပုံစံမျိုးစုံနဲ့တဲဆောင်တဲ့နေရာမှာလဲစီပေါင်းစာကားကိုအန်ဝက်လုပ်ပြီးတဲဆောင်တဲ့အထိလောက်ဆောင်ခဲ့ကြပါတယ်။ဝူရစေဘာကိုအဓိကပုံကူရောင်းချနိုင်ဖို့အတွက်ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတဲဆောင်လောက်ကင်နေတာမျိုးတွေ့ရပါတယ်။အေးအကျန်းပတောင်းကျန်းသူဖွဲ့ရဲ့ခေါင်းဆောင် ွန်မြတ်နိုင်ကိုယ်တိုင်ကတာဝန်ပေးစေခိုင်းတဲ့အတွက်ဒီမူရည်စေဝါသဲဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကိုလုပ်နေရတာဖြစ်ကြောင်းကိုလည်းဖန်ဆီးရမိတဲ့အေအေတောင်းကျန်းသူအဖွဲ့ဝင်တွေကဖတ်ဆိုချက်တွေမှာတွေ့နိုင်ပါတယ်။အေအေတန်းဘက်တောင်းကျန်းသူအဖွဲ့က2015ခုနှစ်မှာတကြိမ်ဖမ်းမိခဲ့တဲ့ကာလတန်ဖိုးငွေ1.65ဘီလီယံကနဲ့2019ခုနှစ်မှာ၄ကြိမ်ကာလတန်ဖိုးငွေကျပ်59ဘီလီယံက2020ခုနှစ်မှာ၃ကြိမ် ကာလတန်ဖိုးငွေကျ30ဘီလီယံ2023ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျ155တသမ80ဘီလီယံ2024ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျ3တသမ12ဘီလီယံကနေယခု2025ခုနှစ်အတွင်းမှာ6ကြိမ်ကာလတန်ဖိုးငွေကျ1300တသမ6ဒုံးဘီလီယံကဖြစ်ပြီး2025ခုနှစ်ကနေယခုအချိန်ထိအေးအေးအကျန်းဘက်ပေါင်းရန်သူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဘာဖန်ဆီးရမှုစုစုပေါင်း 16ကိန်းတည်တည်ရှိခဲ့ပါတယ်။စုစုပေါင်းကာလတန်ဖိုးငွေကြ1233.6ဘီလီယံအထိဖန်စီရမိခဲ့ပါတယ်။ဒီပမာဏကိုကြည့်ရင်ဘလောက်အန္တရာယ်များကြောင်းတွေ့နိုင်မှာဖြစ်ပါတယ်။အေအကျန်းဘက်တောင်းကျန်းသူအဖွဲ့အနေနဲ့ဒါရခိုင်ပြည်နယ်မှာသူတို့ခိမ့်ချုပ်ထားတဲ့နေရာတွေကနေတဆင့်ဒေသတွင်းနေရာများကိုဘလောက်ထိမူရီစေဝါးတွေပို့ဆောင်နေကြကြောင်းသင်ရှားသာသိရမှာဖြစ်ပါတယ်။ 2023ခုနှစ်က AA တောင်းရန်သူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဝါဖန်းစည်းရမှုမှာဆိုရင် AA တောင်းရန်သူအဖွဲ့ဝင်ဘိုးဆင်းရှိတဲ့ထွန်းလင်းခေါ်ပြုံးချူဒုတိယဘိုးဆင်းရှိတဲ့နေလင်းထွန်းခေါ်နောနောခေါ်ကျော်စိုးနဲ့ဒုတိယဘိုးဆင်းရှိသူစိုးထွန်းတက်ကြက်ကြီးအဆင်းရှိသူကျော်ဟန်တသားဆင်းရှိတဲ့ကျော်လင်းဆန်းနဲ့တသားဆင်းရှိတဲ့ဦးထွန်းလူတို့6ဦးပါဝင်ခဲ့ပါတယ်သူတို့ကိုကျွန်တော်တို့ စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာအေတောင်ချန်းသူအဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့တာဝန်ပေးချက်အရအေတောင်ချန်းသူဗိုလ်မှူးကြီးအဆင့်ရှိကျော်မြတ်ဦးခွန်တာတာခွန်ဝေသာထုံးကဦးစီးပြီးစီမံခန့်ခွဲလှုပ်ဆောင်နေကြောင်းထွက်ဆိုချက်တည်းအရတိကျစွာသိရှိရပါတယ်အေတက်ဖူဝမ်စီဘောရေးတာဝန်ခံဗိုလ်မှူးကြီးတာတာကျော်မြတ်ဦးဝေသာထုံးကကျွန်တော်ကိုရန်ကုန်မှာမူအေစီဝါလောက်ဖို့တဲ့ကျွန်တော်ကိုလွှတ်လိုက်ပါတယ်ကျွန်တော်တို့ဒီမှုရေးစီဘောကိုဒီက ကြော့ကြိုက်ပြီးလုပ်နေတာကတော့စီးပွားရေးတာဝန်ခံဆေးဦးရှုကတာတော့ခေါ်ဘုံမကြီးဝေလာထွန်းပေါ့ကျွန်တော်တို့ဒီလိုမွေးဆေးဝါးတွေလုပ်နေတာပေါ့အဲဘုရှုပ်ထွန်းနေလည်းအမသိတာတော့မရှိပါဘူးဘယ်လိုပါပဲနောက်ပိုင်းဖမ်းမိတဲ့ကိစ္စတွေမှာလည်းအေတောင်းကျန်းသူအဖွဲ့နဲ့ပတ်သက်တဲ့သူတွေအေတောင်းကျန်းသူအဖွဲ့ UCB လောက်ကနေတဲ့မွေးဆေးဝါးလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေသူတွေဒါဖြစ်ပါတယ်အေတောင်းကျန်းသူအဖွဲ့တွေကဒေသခံတွေကိုငွေချင်းနဲ့မလုံးပေးပြီး ဝူရစေဝါတွေကိုသေဆောင်စေပြီးရခိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကိုရောင်းချတာအပြင်နယ်နိမိတ်ချင်းထိကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေလောင်းကျောင်းကနေတဆင့်တခြားနိုင်ငံတွေကိုလည်းစင့်စင့်ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ်။ဒါတွေကိုဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ် BGB ရဲ့ရာမူစစ်ဌာနချုပ်မူကိုရိုင်းစက်တင်ဘာလ15ရက်နေ့ပါသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်။ယခင်ကတော့ဒီ အခိုင်ဗီနာဒစ်နေကြမှာမြန်မာနိုင်ငံရဲ့ကြားတော့ရဲတပ်ဖွဲ့တွေလုံခြုံရေးဆောင်ရွက်နေတဲ့အခြေအနေမှာဒီလိုကိစ္စတွေကိုကောင်းမွန်စွာကင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ယခုကတော့သူတို့လွှမ်းမိုးနေတဲ့နယ်မြေမှာအေတောင်းကျန်းသူတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဗီနာဒစ်နိုင်ငံနဲ့အခြားနိုင်ငံတွေကိုဝူးရစေဝါးတွေအသားစီးမဲ့စွာတင်သွင်း တင်ပို့နေကြအောင် တွေ့ရတာဖြစ်ပါတယ်။ဘလို့ပို့ဆောင်ပြန်ပြရရှိတဲ့ငွေတွေရတဲ့သင့် ရိတ်ခါလက်နဲ့ခဲယမ်းနေဝယ်ယူနေခြင်းဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။ဧတောင်ရန်သူအဖွဲ့ရဲ့လက်ဝေကံ PDF အမိကံအကျမ်းဘက်တောင်ရန်သူအဖွဲ့ကြီးကလည်းငွေရစေပါပယ်ဆောင်ဖြန့်ဖြူးတဲ့ဒဏ်ချောင်းမှာပါဝင်ပတ်သက်နေပြီးအရိယာနေရရှိလာတဲ့အကျိုးမြတ်တွေကိုပျော်လင်းကားနေပြီးတော့ကပမာဏကြီးကြီးဖန်ဆီးခံလိုက်တဲ့အချိန်ရဲ့နောက်ကွယ်မှာတော့ဝေကြည်ကြတဲ့မှုတွေနဲ့တူစိန်ဝန်ကွဲပြားမှုတွေအလင်းဝင်ရောက်မှုတွေအချင်းချင်းဆွဆွဲတက်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ်။လက်ရှိအချိန်ထိတနိုင်ငံလုံးက PD ရဲ့အမိခံအကြမ်းဖက်ပေါင်းချမ်းသူအဖွဲ့ဝင်တွေဟာတရားဥပဒေပေါင်းတွင်အလင်းဝင်ရောက်လာမှု823ဦးထိရှိလာပြီဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအလင်းဝင်ဖို့ချိတ်ဆက်ဆောင်ရွက်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့2018ခုနှစ်ကနေယခုထိ EU တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲပေးခြင်း28ကြိမ်ကျင်းပခဲ့ပါတယ်။ဒါအပြင်နိုင်ငံရေးအရသဘောထား ွဲလွဲမှုကြောင့်အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါဝင်ခြားဖွဲ့စည်းများကိုလည်းဥပဒေဘောင်တွင်ဝင်ရောက်ဖို့၃ချိန်တိုင်ဖိတ်ခေါ်ပြီးဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကအေတောင်ချမ်းသူအဖွဲ့အနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာတော့မကမြန်မာနိုင်ငံအတွင်းဒေသအတွင်းနိုင်ငံတွေအထိလူသားမျိုးနွယ်စုရဲ့အန္တရာယ်ဖြစ်တဲ့ဘူးရီစေဘာရောင်းခွဲတာတွေခြံပြူတာတွေလုံဆောင်လေးရရှိတဲ့အပြင်လူမျိုးရေးအကြောင်းပြပြီးပေါင်းချမ်းသူအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။လူမျိုးရေးအကြောင်းပြပြီးဆောင်ရွက်နေတာဖြစ်ပေမဲ့ရခိုင်လူငယ်တွေပဲမူရစေဝါရဲ့ပါကောင်တွေဖြစ်ပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။တိုင်းသားမိဘပြည်သူညီကိုမောင်နှမများအနေနဲ့ဒီလိုအစွန်းရောက်လှုပ်ဆောင်နေတဲ့အီအကြမ်းဖက် ပေါင်းညမ်းသူအာရကန် Drush Army အေးမူရစေဝါပေါင်းညမ်းသူများကိုစန့်ကျင်ဖို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးရုပ်စေမဲ့လုပ်ငန်းတွေဖြစ်လို့ဒေသတွင် နိုင်ငံများဟုပါအနေရကြောက်စေမဲ့လုပ်ငန်းတွေဖြစ်လို့အလုံးဝဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ရရှိလာတဲ့သတင်းများကိုတာဝန်ရှိသူများခံအချိန်မီ ပေးပို့ကြဖို့တိုက်တွန်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်